တပင်တပင်ကိုတော့ပြောမှဆိုရင်ဒီလိုကီလိုကြီးဆိုရင်တော့သိန်း20ဘူးလောက်တော့အနည်းဆုံးထွက်တယ်။ဒါနီးပညာပြည့်နေဆိုတော့30လောက်ပေါ့။ဒါဒါအမှန်တန်နေတာ။ဒါဒါပရမတ်ပြန်ခူးပြပါပြီ။ခုဒီမှာမော်မြိုင်ပေါက်သေးခြင်းအဲ့ဒီကလုံးက6000ကျောင်းတော့ပေါ့။ခုလေးပြမယ်မလေး။ဒါအသက်မားနေ။ตัวยาพี่สุตาปั๊วโหเหมอบู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 ขึ้นมาแล้ว အဲအဲ့ဒါဆိုတော့သူခူးလို့ရတယ်အမကနေရောက်လို့ရတယ်ဒါအခုချိန်ခူးမရအောင်မဟုတ်ရတယ်မဲ့မဲ့ဒါပေမဲ့မမဲ့အမကနေရောက်လို့မရအောင်နေဝိသမားတွေကတော့အများဆုံးထိတာတော့ဒီလိုတွေထိတာပေါ့ဒီလိုဟာတွေထိတော့ဒါတွေထိတယ်ဟုတ်ဒါတွေထိတယ်ဒါသူတို့ဆိုခူးလိုက်ပြီဒါသူတို့တွေဆိုခူးလိုက်ပြီဒါသူတို့ဆိုခူးရောက်ပြီဒီမှာခူးရောက်လို့မရဘူးအဲတလုံးဆိုဘယ်လောက်လောက်ဈေးပေါက်လဲ အခုဒီမှာမော်မြိုင်ပေါက်သေးတင်အဲ့ဒီတလုံးက8900တောင်းတော့ပေါ့တော်သိမ်းပေါ့အင်းဒီတပင်ဆိုရင်ဘယ်တော့လောက်ကျွန်တော်တို့တည်ရဲ့ဟိုအဲ့ဒါလားခမ်းမလို့မရလို့ဒါကသူကကျွေဦးမှာဟိုဒီမှာကိုနေရတော့တလုံးကျွေသွားတယ်ကြော်လေဟိုမှာဘွားကအေးမရသေးဘဲနဲ့ကျွေရကျွေသွားတယ်ထားမဟုတ်ဘူးဘာအတွက်ကြောက်လဲဆိုတော့အထားထားကြည့်တယ်ပေါ့လေမှဲ့မလားလို့အတန်လေးတော့နည်းနည်းပြောင်းလာတယ်အနံ့လေးနည်းနည်းပြောင်းလာတော့အနည်းဆုံးပေါ့နော်တရာစီကိုတပင်ကိုဘယ်လောက်ထွက်လဲအနည်းဆုံးပေါ့အနည်းဆုံးလည်းအများဆုံးပေါ့ ဒါမဲ့ကောင်းကောင်းဤပညာတင်းနဲ့ဆိုင်မယ်ဆိုရင်တော့တပင်တပင်ကိုတော့ပြောမှဆိုရင်ဒီလိုကီလိုကြီးဆိုရင်တော့30ပူလောက်တော့အနည်းဆုံးထွက်တယ်။ဒါဤပညာအပြည့်နဲ့ဆိုတော့30လောက်ပေါ့။အင်း30ပေါ့။ဒါဒါငါနဲတာအဲ့ဒါပရမတ်ပြန်ခူးပြီးပါပြီ။ဒါဆိုရင်အခုခံကြရောကြကိုနီကိုဟန်နဲ့ကိုနီပြန်ကိုဆိုက်နေတာပေါ့။အာကိုနီကိုဟန်နဲ့ကိုဝဲနဲ့ကိုချင်းနဲ့အဲကိုကနဲ့ကိုလေးလာပြီးဆိုက်နေကြတယ်။ ဒါဟိုးသာမွန်ထောင်းဒီမွန်မြန်ခေါ်ဖို့မွန်ထောင်းမိကြောင်ကောင်းလို့ခေါ်စားတော့မှန်တယ်ကောင်းတယ်ဟဲ့လားဟမ်အများကြီးတုံးဝဲဟာနံပါတ်1ဆိုတာကတရားရှိတယ်နံပါတ်2ကျတော့မိကြောင်နံပါတ်3ကျတော့မွန်ထောင်းအခုဒါဒီများနဲ့ကန်ဆိုဒါဈေးပြန်ပြီဈေးပြန်ပြီဖယ်နှစ်ရက်ဆိုရင်သူလက်ခူးပြီခူးပြီဆိုတော့ဈေးစိတ်လာရောအင်းဒီပုံးကစိတ်ကြီးစိတ်နေအခုဥပမာပေါ့ तू ကဘယ်ဒေသကိုပို့မလဲ ို့တဲ့ဒေတာကိုသူကကတင်ပို့ချတယ်ဘူဒီကောက်လို့ရပြီဆိုလို့ပြင်တာဒီလိုအလုံးကူးလိုက်ပြီဆိုရင်၄ရက်ဆိုရင်စားလို့ရပြီနော်သဝင်းကြီးကဒါတွေကဒါရကန်နေနေပြီဒါမှာရှစ်ကဒီအသီးရဲ့အရှင်းနဲ့အပေါ်အညာရဲ့အရှင်းကကြီးပါပြီဒါရကန်နေဒါရင်မရသေးသေးတယ် ီကောင်းနေဆိုရပြီလားဒါဒါတွေမရသေးဘူးကျွတ်လားဒီကောင်းနေရရနေလို့အသီးကအချက်ကအသီးနဲ့အဲအဲဒီအသီးအချက်ကကြီးတက်လာမယ်ဒီလိုမျိုးဒီလိုမျိုးကြီးတက်လာဒါရကနေနေတော်တော်နီးနေအကောင်ကအားလုံးစိုက်လာတာအပင်30ကျော်20ကျော်တော့ပါသွားတာပါသွားတာပေါ့ ်နားမလဲတဲ့ချိန်မှာပေါ့လေအဆုံးအာဘာလွယ်မဲ့ဒီတပင်ပြီးဖို့ဆိုတာအနည်းဆုံး9နှစ်လောက်ဆောက်ရတယ်လေရာသီပဲရာသီချင်းမှာပြီးရတယ်တော့ဟိုပြောမဆိုမုတ်ကုံချောင်းပေါက်လောက်ဆိုရင်တော့ဒီလိုချက်မောက်နဲ့တဝင်းကတော့ဖူးလေးတွေစမ်းဟိုဥပမာပေါ့အမြဲမှလည်းမပါတော့ဟောတော့အေးအေးဟောတာလေးတွေဟာဟောတာလေးတွေဟာဒါဒါဒါဒီတေးသေးလေးတွေသာတွေ့လားဟောတာတွေ့လားဟုတ်ဟုတ်ဒါလေးတွေဟာဒါမကြီးတော့ဘူး ဒါဒီတိုင်းနေမှာဒါလေးတီ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 လေးဒီမှာဒီမှာဒီမှာဒါလေးအဲ့ဒါလေးတွေကလာမဲ့နှစ်မှ तू ကအဖူးဖြစ်မယ်ဒီနေ့ဒီမှာဖြစ်တော့လာမဲ့နှစ်ဟိုမုတ်ကုန်ပေါ့ဆောင်းမပေါ့တော့ပေါ့လေးမှာအဲ့တဲ့ဒီခေါင်းလေးတွေ तू ဖြူလာမှာပေါ့ဖြူလာလို့ရှိရင်ဒါအပွင့်ဖြစ်ပြီအဖူးဖြစ်ပြီပေါ့